တနင်္လာနေ့မွေးသူ အားလုံးမင်္ဂလာပါ2016ဒီဇင်ဘာ22ရက်နေ့နေ့ဒီဇင်ဘာ31အထိတနင်္လာရဲ့နောက်ဆုံးကာလလေးဟာတနင်္လာနေ့မွေးသူတွေအတွက်စိတ်လှုပ်ရှားဝင်များနဲ့ပြည့်နေနေတဲ့ကာလတစ်ခုဖြစ်တယ်ကိုမန်းထားလာနဲ့လက်တွေ့အကလုံးခွာဟာနေပေါ်ပေါက်လာတဲ့ခြေနေတွေကလည်း ကိုမှန်းလာတဲ့တောင်မှပူကောင်းနေတယ်လိုလားလာတဲ့တောင်ပူပြီးတော့အဆင်ပြေနေပြန်တယ်ဥတီလိုက်တဲ့နေရာတိုင်းမှာလည်းတိုက်ခတ်နေရရှိနေပြန်ရောရတနာဘုံစိုက်ကင်းနဲ့တိုက်တဲ့အတွက်ငွေကြေးကိစ္စကတော့လုံးဝအဆင်ပြေနေတယ်ချစ်သူခင်သူယဉ်နေသူတွေနဲ့ကိုနဲ့ကြားမှာလည်းပဋိပက္ခတွေကလည်းဖြစ်တတ်တယ်အပျက်စီးအကုန်ကြလည်းများတတ်ပြန်တယ်အဲ့တော့ဒီအချိန်ဒီကာလဟာ ကိုလှုပ်ချင်တာလှုပ်ရင်ခက်ခဲပြီးတော့ဖြစ်သမျှအကြောင်းအကောင်းကြီးပဲဆိုတဲ့စိတ်သွင်းလိုက်ရင် အကောင်းတကအကောင်းဆုံးကို ရရှိနိုင်တဲ့ကာလတစ်ခုကိုဖြတ်သန်းနေရတယ်လို့သတ်မှတ်တယ်။မတော်တဆအနေကိုတော့ယူဆက်ရမယ်။လူယုံဒုက္ခပေးတတ်တယ်။အယောင်းဝယ်ငွေချေးပေးယူကိစ္စဖြားဖြားတွေမှာတော့တတိနဲ့ရှင်ပြီးလုပ်ရမယ်။သူတစ်ပါးကိုယုံပြီးလွဲပြီးလုပ်လို့တော့မရဘူး။ ကိုလှုပ်တဲ့ခါမှာလည်းမထင်မှတ်ထားတဲ့လှုပ်လေးတွေကနေငွေချေချိုးမြတ်ရပြီးတော့ကြာကြာနာနာတိဆောက်ထားတဲ့ကိစ္စတွေကအလုပ်တွေအစင်မပြေဖီယိုဖီရဲ့တလွဲ့တချောတွေဖြစ်ကုန်တန်တဲ့ဒီဇင်ဘာလ22ရက်နေ့ကတော့ရံများတဲ့နေ့မှန်းနာနဲ့လက်တွေကုန်ကွာဟငွေချေကုန်ကြများမှာ23ရက်နေ့ကမထင်မှတ်ဘဲကို ပြဿနာရှားတွေကတိုးတက်မှုတွေဖြစ်လာပြီးတော့အခက်အခဲကြားကထူးခြားတဲ့တယ်လန်ပေါ် သွားရင်လာရင်မင်းဆိုးရစာဒီရဲ့ခီးလမ်းကြောင်းနေနဲ့တွေ့ရင်တော့နမိတ်ကောင်းပြီနိယတီဆိုင်မှာတီတိုးလိုက်ပါနဆက်၄ရက်နေ့မှာအမျိုးသမီးမိတ်ဆွေကြီးကဲဒုထန်နေမထင်မှတ်ပဲကုညီရလိမ့်မယ်မိသက်ဆွေသက်တိုးပွားလိမ့်မယ်25ရက်နေ့နနဲ့စောစောအိယာမနိုးထမီအိမ်မဲထူကြတာလေးတွေမဲ့လိမ့်မယ်တနေ့တာအတွင်းမှာလဲထူးထူးခြားခြားအတွေ့အကြုံစမ်းလေးတွေရလိမ့်မယ် 26ရဲ့နေ့မှာငွေကြေးဥစ္စာဒနာဖွံ့ဖြိုးမှုနဲ့တိုးတက်မှုကံကောင်းမယ်။28ရဲ့နေ့မှာယံပฏิပက္ခတွေဖြစ်ရတတ်တယ်။ပြီးရင်ထူးခြားစွာအစဉ်ပြေမယ်။28ရဲ့နေ့မှာမထင်မှတ်ပဲမျက်ရည်ကျတတ်တယ်။ဒါပေမဲ့မျက်ရည်ကဝင်းနေတဲ့မျက်ရည်တော့ဟုတ်မှာမဟုတ်ဘူး။ကိုယ်အတွက်တော့မဟုတ်ဘူး။သူတစ်ပါးအတွက်မျက်ရည်လေးတွေကျပေးရတတ်တယ်။29ရဲ့နေ့ကတော့ရွေးချယ်ခင်အောင်ခွင့်ရနှမျိုးကြုံနေမယ်။ 30ရက်နှစ်မှာအမျိုးသမီးကြီးကဲဒုထံကနေကိုညီရရှိလိမ့်မယ်31ရက်နှစ်မှာ မထင်မှတ်ထားတဲ့မိကောင်းဆွေကောင်းထောက်ကူနဲ့ဘဝတိုးတက်မှုကိုရရှိပြီးတော့နှစ်တခုရဲ့နောက်ဆုံးနေ့မှာအမတ်တရဖြစ်ရတခုမလွဲသေးချပေါ့ဂျုံတွေ့ရပါလိမ့်မယ်ဒီတပတ်တာကာလတော်တွေမှာတနင်္ဂနွေနေ့မွေးသူတွေကတော့ကိုယ့်အတွက်ကောင်းချိုးပေးလိမ့်မယ်အကြံဉာဏ်ကောင်းတွေလည်းပေးလိမ့်မယ် ဒီနေ့လာနေမွေးသူတွေနဲ့တွဲပြီးတော့ရက်ထားတဲ့လုပ်တွေပြန်စလို့ရ။အင်္ဂါနေ့မွေးသူများကြောင့်ပြဿနာဖြစ်တတ်တယ်။ဗုဒ္ဓနေ့မွေးသူများကြောင့်ခန့်ရန်ဖြစ်တတ်တဲ့အငင်းကုန်ပွားရတတ်တယ်။ဇာသပတိနေ့မွေးသူတွေနဲ့ပူးတွဲပြီးလုပ်တဲ့လုပ်တွေဟာအောင်မြင်ခြင်း၊ကံကောင်းခြင်း၊တွတ်တက်ခြင်းတွေကြုံမယ်။သောကြံနေ့မွေးသူတွေကြောင့်စိတ်ချမ်းသာစရာလေးတွေရှိလာပြီးစနေနေ့မွေးသူတွေနဲ့ပတ်သက်ပြီးငွေကြေးဥစ္စာဒနာ ဖွံ့ဖြိုးခြင်းတွေကို မြေကြီးလက်ခံမလွဲချုပ်မယ်နံပါတ်9ခုကနန်းနေအချိုးပြတဲ့အနီရောင်ပြရောင်ပန်းရောင်တို့ကိုအချိုးပြတဲ့ရောင်တွေပြည့်သုံးဆွဲရမယ်ဝါတုတစုံကို ဖဲချိုးနေနဲ့စီးပြီးတော့သမင်းစားကန်းအမြင့်တနေရာမှာတင်ထားပေးလိုက်ပါဒီတပတ်တာကာလတော်တွင်မှာအထူးပြုပြီးတော့ပြောကျင်တဲ့အကြောင်းအရာကဒီဇင်ဘာ30ရက်နေ့အိန္ဒိယတောက်ချန်နေ့ နဂဘောရဲ့နဲ့တိုက်ဆိုင်တဲ့နေရဖြစ်တော့ရံအနေဖြစ်တတ်တယ်မတော်တဆထိခိုက်မှုဖြစ်တတ်တယ်တောင်ရက်ကိုဥတီသွားစေအနေဖြစ်တတ်တယ်နေ့၁၇နိုင်တဲ့တနိုင်ခွဲအတွင်းမှာအနေကိုကျူးဆက်ရပါလိမ့်မယ်ဂျေစုထူးတင်ပါလေ